အရက်မူပြီးပေါ့ပေါ့တနန်ကလေးကိုကြောက်ပေါ်ပြီးစံကဲမောင်းတဲ့အဖေကြောင့်ဘဝကူသွားခဲ့ရတဲ့၁၄လသားအရွယ်သမီးလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့စိုက်ကဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်မူရင်မမောင်းတင်တာတော့အမှန်ပါပဲအခုတကမှလည်းဖခင်ဖြစ်သူကအရက်မူပြီးစိုက်ကဲမောင်းခဲ့တာကြောင့်ဘာမှမသိနားမလဲတဲ့ကလေးလေးကိုအသက်ဆုံးရှုံးသွားခဲ့ရပါတယ်ဒီဖြစ်စဉ်ကတော့မြန်မာတဦး၁၄လအရွယ်ကလေးကိုလွှဲပြီးစံကဲမောင်းရမှကလေးလွတ်ကြခဲ့ရအနောက်ကမောင်းလာတဲ့ကားတစ်စီးတက်ကြိတ်မိလို့မြမကလေးငယ်ဆုံးပါသွားခဲ့ရတာပါမင်းညာက နခေါ်ပထုံးခရိုင်ဖောပလက်ကြီးရွာအုပ်စုကိုထဝီဖတနာလမ်းပေါ်မှာပြစ်ကက်ကားတစ်စီးကလီးငယ်ကိုတက်ချိန်မိပြီးကလီးငယ်တေဆုံကြောင်တိခဲ့ရပြီးရဲစခန်းထံတိုက်ကြားကြရတာကြောင့်ရဲတပ်ဖွဲ့နဲ့နခေါ်ပထုံးစီးစီယံဝင်များတွားရောက်ဆစ်ဆီးခဲ့ကြတာဖြစ်ပါတယ်ဒုကားကလည်းဖောပလက်ကြီးရွာအုပ်စုရှိရှိ ဆေးရုံသွားမဲ့ကာကကားမောင်းနေစဉ်စံကယ်တစည်းဖြစ်မောင်းတဲ့အချိန်ကားဘက်ရတကုတ်ကုတ်တနေမိတလို့ဖြစ်တာကြောင့်အစင်းကြီးရာကနေအနောက်ကားဘင်းကကလေးငယ်ဦးကောင်ကိုတက်ကြိတ်ထားကြောင်းတွေ့ရပြီးကားသမားကိုရိုင်းကလေးကလေးငယ်ရှိရာကြောင့်ဝမ်းနေသွားခဲ့ရတာပဲဖြစ်ပါတယ် ။နှခေါ်ပထုတ်ကြီးရွာအုပ်စုငါတွေနေထိုင်တဲ့မြမအလုတ်သမားမောင်နေနိုင်ဆိုင်ကကအခင်းဖြစ်ရနေရာအရောက်မှာရှင်ဘက်ကလွယ်လာကလေးကလွတ်ကျသွားတာကြောင့်မောင်နေနိုင်ပြက်ကက်ကကတက်ကြိတ်သွားကြောင်းအရက်မူဘီဆိုင်ကမောင်လာရဲ့ကလေးလေးရဲ့ဖခင်ကပြောလာခဲ့ပါတယ်။မျက်မြင်တသက်တူရဲ့ပြောပြချက်အရတော့မောင်လာရဲ့ဆိုင်ကတစီကကလေးပြုတ်ကျသွားတဲ့အချိန်ပြက်ကက်ကမောင်လာရဲ့အချင်းကတိုက်ဆိုင်ပြီးကလေးငယ်ကိုတက်ကြိတ်သွားတာဖြစ်ပြီးဆိုင်ကမောင်သူကလည်းမူးနေကြထွက်ဆိုခဲ့တာပါ။ အခုလိုမူနီယာကိုခလီနဲ့ဆိုင်ကယ်စီးပြီးသူရှိရဆိုင်ကယ်ကိုကြော်တက်ဖို့ကြိုးစားချိန်မှာအချိန်မထိန်နိုင်ဖြစ်ပြီးဟန်ချက်ပြက်ကကလီငေကဂျော်ဘူအိတ်တဲကနေပြုတ်ကြသွားတာကို CCTV မှတ်တမ်းမှာလည်းတွေ့ခဲ့ပြီး ်ဆိုင်ကလေးလဲသွားခဲ့ပိုင်ကလေးလမ်းပေါ်ပြုတ်ကျသွားချိန်မှာပဲပစ်ကက်ထရက်ကတစီကလေးကောင်းကိုဖျက်ချိတ်မိပြီးကလေးဟာချက်ချင်းတိဆုံသွားခဲ့ပိုင်လက်ရှိမှာတော့တာဝန်ရှိသူများကကလေးငယ်ရုပ်အလောင်းကိုမိဘဆွေမျိုးများထံလွှဲပြောင်းပေးအပ်ခြင်းမပြုသေးပဲစစ်ဆေးမှုတွေလုပ်နေသေးဖြစ်ပိုင်အားလုံးလည်းကလေးကိုအခုလိုအရက်မူးနေချိန်မျိုးတွေမှာပပောဆဆတွေ့ပြီးမခေါ်တာအကောင်းဆုံးပါပဲကလေးတယောက်ကိုအခုလို၁၄လကြာအောင်မိခင်ဖြစ်သူခမညာအများကြီးဒုက္ခခံပြုစုဆောက်ရှောက်ခဲ့ရတာဖြစ်လို့ဘလောက်တောင်ရှင်ခွဲမတက်ဖြစ်နေမလဲ အခုလိုအရက်မိုးပြီးကလေးကိုမစင်မချင်းဆိုင်ကယ်နဲ့ခေါ်သွားတဲ့အဖေနဲ့ကလေးကိုမတွေ့ပဲကြိတ်မိသွားတဲ့ဘသူ့ကိုအပြစ်ပေးတယ်လဲမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်တမိသားစုလုံးမှုအစားမအစိတ်သိမ့်ပြီးကိုဝင်စာမိခင်နဲ့အတူအဖြစ်ဆုံးနဲ့ကြုံခဲ့ရမိသားစုမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုတခါမှာတော့အစားတလောက်အတွက်နဲ့မိသားစုတစ်ခုလုံးအဖြစ်ဆုံးနဲ့ကြုံခဲ့ရတဲ့အကြောင်းကိုတိဆက်ပေးမှာဖြစ်ပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်စီဘူးဒေသစစ်ဆောင်တနေရာမှာတမိသားစုလုံးမှုအစားမှပြီးကိုဝင်6လရှိနေတဲ့ကိုဝင်သာမိခင်နဲ့သူ့ရဲ့သားအကြီးတေဆုံးသွားခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်ညနေပိုင်းမှာအဆိုပါကိုဝင်ဆောင်နဲ့သူ့ရဲ့သားအကြီးတို့အပါအဝင်တမိသားစုလုံးမှုစားမိပြီးအစာအစိတ်တင်ကြောင်းအစာအစိတ်တင်တာကြောင့်စီဘူးစေယုံမှသွားပြီးစေကူတာမှုခံယူခဲ့ကြရပါတယ်။စီကူတာမှုခံယူနေရင်9ရက်မြောက်နေ့မှာကိုဝင်စာမိခင်တိတ်ဆုံသွားပြီး6ရက်မြောက်နေ့မှာ တားကြီးတည်ဆောင်သွားခဲ့ရတာပဲဖြစ်ပါတယ်။ဖြစ်စေအစားကတော့တူမနဲ့သူ့သားကြီးကမှုသွားရှာလာပြီးတော့ရွာလူတွေကိုပြန်ပြီးတော့ရွာလူတွေကအဲ့ဒီမှာငါတို့စားနေကြပဲလို့ပြောတော့သူတို့ချက်စားဖြစ်ခဲ့တာပါ။ဒါပေမဲ့မှုရီထဲမှာအမဲတချမ်းအနီတချမ်းတခုပါနေရကို သူမဖယ်ထားပဲချက်လို့အဲ့ဒီမိုးတပွင့်ကြောင့်အစိတ်တင်တာထင်တယ်လို့သူကပြောပါတယ်။တည်ဆုံးသူတွေကဥခူကြီးဇာတိဖြစ်ပြီးအသက်28နှစ်အရွယ်ဒေါက်ခရစ်စတင်နဲ့အသက်9နှစ်အရွယ်တာကြီးမောင်ဆန်းတီတို့ဖြစ်ပါတယ်။ မိုးစိတ်တင်မှုဖြစ်ပြီးနောက်မှာသူ့အဖို့သွားတာစီးကသွေးတွေပဲစိနေပြီးတော့တမိသားစုလုံးကြောက်ချောက်ချားဖြစ်ကုန်နေသူ့ကိုယ်သူမသိတော့ပဲစကားကိုကြောင်ကတန်ပြောကြရလို့တော်စုဖျားဆိုပိုင်အဆိုပါတည်ဆုံးသူနှစ်ဦးကိုပြီးခဲ့တဲ့9ရက်နေနဲ့10ရက်နေတို့မှာဥခွေကြီးရွာမှာအသီးသီးတကြိုလိုက်တယ်လို့ဆိုပိုင်တည်ဆုံးသူရဲ့မိသားစုတွေကကြက်ရှိနေတဲ့အမျိုးသားဖြစ်သူနဲ့တားငယ်ကစေကူတာမှုခံယူပြီး အခုလက်ရှိတက်တာပြီဆိုပေမယ့်ခံမမရသေးတဲ့အခြေအနေဖြစ်နေရပါလူတွေကတော့အလုတ်ကိုင်းနေရှာပါစားဝတ်နေရေးတွေအဆင်မပြေတာများလာတော့ရတာလေးကိုပဲခူးယူစားတောက်နေကြပြီးအခုတော့အစားတလုံးအတွက်မိသားစုတွေတိတ်ကွဲကွဲသွားကြရတာပါဒါကြောင့်အလုံးလဲမှုခူးစားမယ်ဆိုသတိထားကြပါမှုချက်စားရင်လည်းအစိတ်ပြေစေဖို့ကစွန်ရွက်လေးနဲ့ရောချက်စားကြဖို့အစိတ်ပြေရောစေဖို့သတိပေးလိုက်ရပါခုကြည့်နေတဲ့သူတွေရောမှုတောက်တာကိုကြုံမှုကြလားအတွေ့အကြုံလေးကိုပြောပြခဲ့ကြပါအောင်ရှင့် အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အရက်မူဘီပေါ့ပေါ့တနန်ကလေးကိုကြောက်ပေါ်ပြီးစံကဲမောင်းတဲ့အဖေကြောင့်ဘဝကူသွားခဲ့ရတဲ့၁၄လသားအရွယ်သမီးလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့စိုက်ကဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်မူရင်မမောင်းတင်တာတော့အမှန်ပါပဲ။အခုတကမှလည်းဖခင်ဖြစ်သူကအရက်မူဘီစိုက်ကဲမောင်းခဲ့တာကြောင့်ဘာမှမသိနားမလဲတဲ့ကလေးလေးကိုအသက်ဆုံးရှုံးသွားခဲ့ရပါပြီ။ဒီဖြစ်စဉ်ကတော့မြမတအူ၁၄လအရွယ်ကလေးကိုလွှဲပြီးတိုင်ငယ်မောင်းရမှာကလေးလွတ်ကြခဲ့ရာ အနောက်ကမောင်းလာတဲ့ကားတစ်စီးတက်ကြိတ်ပြီလို့မြမကလေးငယ်ဆုံးပါသွားခဲ့ရတာပါ မနေညာကနခေါ်ပထုတ်ခရိုင်ဖောပလက်ကြီးရွာအုပ်စုကိုထဝီဖတနာလမ်းပေါ်မှာပြစ်ကက်ကားတစ်စီးကလေးငယ်ကိုတက်ကြိတ်ပြီးကလေးငယ်သေဆုံးကြောင်းတိခဲ့ရပြီးရဲစခန်းထံတိုက်ကြားကြရတာကြောင့်ရဲတပ်ဖွဲ့နဲ့နခေါ်ပထုံစီးစီယံဝင်များတွားရောက်ဆစ်ဆီးခဲ့ကြတာဖြစ်ပါတယ်။ဒုကားကလည်းဖောပလက်ကျွရအုပ်စုရှိရှိစီးရုံသွားမိကာကကားမောင်းနေစဉ် တန်ကယ်တစည်းဖြစ်မောင်းတဲ့အချိန်ကားပရတကုတ်ကုတ်တနေမိသလိုဖြစ်တာကြောင့်စင်းကြည်ရကနေအနောက်ကားဘင်းကကလေးငယ်ဦးကောင်ကိုတက်ကြိတ်ထားကြောင်းတွေ့ရပြီးကားသမားကိုရိုင်းကလေးကလေးငယ်ရှိရာကြောင့်ဝမ်းနဲ့သွားခဲ့ရတာပဲဖြစ်ပါိုက်နခေါ်ပထုတ်ကြီးရွာအုပ်စုငါးတွေနေထိုင်တဲ့မြမအလုတ်သမားမောင်းနေနိုင်ဆိုင်ကအခင်းဖြစ်ရနေရအယောက်မှာရှင်ဘက်ကလွယ်လာကလေးကလွတ်ကျသွားတာကြောင့်မောင်းနေနိုင်ပစ်ကက်ကက တက်ကြိတ်သွားကြောင်းအရက်မူပြီးဆိုင်ကမောင်းလာတဲ့ကလေးလေးရဲ့ဖခင်ကပြောလာခဲ့ပါိုက်မျက်မြင်တက်တဲ့တူရဲ့ပြောပြချက်အရာတော့ မောင်းလာရင်ဆိုင်ကတစီကကလေးပြုတ်ကျသွားတဲ့အချိန်ပြစ်ကက်ကမောင်းလာရင်အချင်းကတိုက်ဆိုင်ပြီးကလေးငယ်ကိုတကြိတ်သွားတာဖြစ်ပြီးဆိုင်ကမောင်းသူကလည်းမူးနေကြထွက်ဆိုခဲ့တာပါအခုလိုမူးနေရကိုကလေးနဲ့ဆိုင်ကစီးပြီးသူရှိရဆိုင်ကကိုကြော်တက်ဖို့စူးစမ်းချိန်မှာအချိန်မထိန်နိုင်ဖြစ်ပြီးဟန်ချက်ပြက်ကကလေးငယ်ကကျော်ဖို့အိတ်ထဲကနေပြုတ်ကျသွားတာကို CCTV မှတ်တမ်းမှလည်းတွေ့ခဲ့ပြီး ဆိုင်ကယ်လေးလဲသွားခဲ့ပါကလေးလမ်းပေါ်ပြုတ်ကျသွားချိန်မှာပဲပစ်ကက်ထရက်ကားတစ်စီးကလေးကောင်းကိုဖျက်ချိတ်မိပြီးကလေးဟာချက်ချင်းတိဆုံသွားခဲ့ပါလက်ရှိမှာတော့တာဝန်ရှိသူများကကလေးငယ်ရုပ်အလောင်းကိုမိဘဆွေမျိုးများထံလွှဲပြောင်းပေးအပ်ခြင်းမပြုသေးပဲစစ်ဆေးမှုတွေလုပ်နေသေးဖြစ်ပါအားလုံးလည်းကလေးကိုအခုလိုအရက်မိုးနေချိန်မျိုးတွေမှာပပောဆဆတွေ့ပြီးမခေါ်တာအကောင်းဆုံးပါပဲကလေးတယောက်ကိုအခုလို၁၄လကြာအောင်မိခင်ဖြစ်သူခမအများကြီးဒုက္ခခံပြုစုဆောက်ရှောက်ခဲ့ရတာဖြစ်လို့ဘလောက်တောင်ရှင်ခွဲမတက်ဖြစ်နေမလဲ အခုလိုအယံမိုးပြီးကလေးကိုမစင်မချင်းဆိုင်ကယ်နဲ့ခေါ်သွားတဲ့အဖေနဲ့ကလေးကိုမတွေ့ပဲကြိတ်မိသွားတဲ့ဘသူ့ကိုအပြစ်ပေးတယ်လဲမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်တမိသားစုလုံးမှုအစားမအစိတ်သိမိကိုဝင်သာမိခင်နဲ့အတူအဖြစ်ဆုံးနဲ့ကြုံခဲ့ရမိသားစုမိင်္ဂလာပါပြိသက်ကြီးတို့၏အခုတခါမှာတော့အစားတလောက်အတွက်နဲ့မိသားစုတစ်ခုလုံးအဖြစ်ဆုံးနဲ့ကြုံခဲ့ရအကြောင်းကိုတစ်ဆက်ပေးမှာဖြစ်ပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်စီဘူးဒေသအစ်ဆောင်တနေရာမှာတမိသားစုလုံးမှုအစားမှပြီးကိုဝင်6လရှိနေတဲ့ကိုဝင်ဆောင်မိခင်နဲ့သူ့ရဲ့သားအကြီးတိတ်ဆုံသွားခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်ညနေပိုင်းမှာအဆိုပါကိုဝင်ဆောင်နဲ့သူ့ရဲ့သားအကြီးတို့အပါအဝင်တမိသားစုလုံးမှုစားမိပြီးအစာအစိတ်တင်ကြောင်းအစာအစိတ်တင်တာကြောင့်စီဘူးစေယုံမှသွားပြီးစေကူတာမှုခံယူခဲ့ကြရပါတယ်။စေကူတာမှုခံယူနေရင်9ရက်မြောက်နေ့မှာကိုဝင်ဆောင်မိခင်တိတ်ဆုံသွားပြီး6ရက်မြောက်နေ့မှာ တားကြီးတည်ဆောင်သွားခဲ့ရတာပဲဖြစ်ပါတယ်။ဖြစ်စီအစားကတော့တူမနဲ့သူ့သားကြီးကမှုသွားရှာလာပြီးတော့ရွာလူတွေကိုပြန်ပြီးတော့ရွာလူတွေကအဲ့ဒီမှာငါတို့စားနေကြပဲလို့ပြောတော့သူတို့ချက်စားဖြစ်ခဲ့တာပါ။ဒါပေမဲ့မှုရီတဲမှာအမဲတချမ်းအနီတချမ်းတကူပါနေရကိုသူမဖယ်ထားပဲချက်လို့အဲ့ဒီမှုတပွင့်ကြောင့်အစိတ်တင်တာထင်တယ်လို့သူကပြောပါတယ်။တီဆောင်သူတွေကဥခူကြီးဇာတိဖြစ်ပြီးအသက်28နှစ်အရွယ်ဒေါက်ခရစ်စတင်နဲ့အသက်9နှစ်အရွယ်တာကြီးမောင်ဆန်းတီတို့ဖြစ်ပါတယ်။ မိုးစိတ်သိမှုဖြစ်ပြီးနောက်မှာသူအပေါ်သွားတာစီးကသွေးတွေပဲဆင်းနေပြီးတော့တမိသားစုလုံးခရောက်ခြောက်ခြားဖြစ်ကုန်နေသူကသူမသိတော့ပဲစကားကိုကြောင်ကြံပြောကြရလို့တော်စုဖျားဆိုပိုက်အဆိုပါတည်ဆုံးသူနှစ်ဦးကိုပြီးခဲ့တဲ့9ရက်နေ့နဲ့10ရက်နေ့တို့မှာဥခူကြီးကြီးရွာမှာအတီးတီးတကြိုလိုက်တယ်လို့ဆိုပိုက်တည်ဆုံးသူရဲ့မိသားစုတွေကကြက်ရှိနေတဲ့အမျိုးသားဖြစ်သူနဲ့တားငယ်ကစီကူတာမှုခံယူပြီး အခုလက်ရှိတက်တာပြီဆိုပေမယ့်ခံမမ်းမရသေးတဲ့အခြေအနေဖြစ်နေရပါလူတွေကတော့အလုတ်ကိုင်းနေရှာပါစားဝတ်နေရေးတွေအဆင်မပြေတာများလာတော့ရလာလေးကိုပဲခူးယူစားတောင်းနေကြပြီးအခုတော့အစားတလုံးအတွက် မိသားစုတွေတိတ်ကွဲကွဲသွားကြရတာပါ။ဒါကြောင့်အားလုံးလည်းမှုခူးစားမယ်ဆိုသတိထားကြပါ။မှုချက်စားရင်လည်းအစိပ်ပြေစေဖို့ကစွန်ရွက်လေးနဲ့ရောချက်စားကြဖို့အစိပ်ပြေရောစေဖို့သတိပေးလိုက်ရပါတယ်။ခုကြည့်နေတဲ့သူတွေရောမှုတောက်တာကိုကြုံမှုကြလားအတွေ့အကြုံလေးကိုပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။